ဝိုင်းရံပိတ်ဆို့ခံထားရပြီးမယံမနာဘုံကျဲတိုက်ခတ်ခံနေရတာကြောင့်နေစီမချန်ဆီယံဝန်များအဖွဲ့ MSF ကသူတို့မှာရွေးချယ်စရာမရှိတော့ဘဲဂါဇာမြို့ကနေထွက်ခွာရတော့မယ်လို့ပြောကြားလိုက်ပါတယ်။ပါလက်စတိုင်းရဲ့ဂါဇာမြို့မှာအစ္စရေးရဲ့မယံမနာထိုးစစ်ဆင်မှုတွေကြောင့်လုံခြုံရေးအခြေအနေယုံကြည်ဆိုးရွားလာပြီးနေစီမချန်ဆီယံဝန်များအဖွဲ့ကအရေးပါတဲ့ကျမ်းမာရေးနဲ့ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေကိုဆိုင်းငံ့လိုက်ရပါတယ်။ ရနာဆိုင်ခဲ့ရတဲ့အကြောင်းရင်းတွေထဲမှာလေချောင်းကနေဇက်တိုက်ဘုံကျဲမှုတွေနဲ့တန်ကားတွေဟာ MSF ရဲ့ကျမ်းမာရေးစောင့်ရှောက်မှုဌာနတွေကနေ1ကီလိုမီတာတော့မဝေးတော့တဲ့အကွာမှာချင်းကပ်လာနေတာတွေကြောင့်ဖြစ်ပါတယ်လို့ MSF ရဲ့ website မှာရေးသားထားပါတယ်။ဂါဇာမြို့ကနေမြို့ကံများပြားဆွန့်ခွာသွားကြပြီဖြစ်ပေမဲ့လူသိမ်းမုံများစွာကတော့မြို့ကိုဆွန့်ခွာလို့မရတယ်လို့ကြံရင်နေခဲ့ဖို့ကလွဲလို့တခြားရွေးချယ်စရာလည်းမရှိကြပါဘူး။ အစ္စရေးရဲ့ဆက်လက်ထိုးစစ်ဆင်မှုတွေဟာဂါဇာမြို့ရဲ့ရက်ွက်တွေကိုရောပါလက်စတိုင်းစစ်ဘက်ဆိုင်ရာကယ်ဆယ်ရေးအသင်းရဲ့ကုသရေးစံတမ်းလိုမျိုးအဓိကကျတဲ့နေရာတွေကိုပါဖျက်ဆီးခဲ့ပါတယ်။ကျန်းမာရေးဌာနတွေဟာဒီပြည်ပကစကလေးကပြစ်မှတ်ထားခံရတာဖြစ်ပါတယ်။ have been targeted since the beginning လုံငယ်တဲ့ဆယ်ရက်လောက်ကပဲ MSF ဖွဲ့ရဲ့73ရောက်မြောက်လုပ်ဖို့ကင်ပတ်ဟူစိန်ကိုဆုံးရှုံးခဲ့ရပါတယ်။သူကအစ္စရေးလေကြောင်းတိုက်ခတ်မှုအတွင်းရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့တေဆုံးသွားခဲ့တာပါ။ဒီပြည်ပကမှာကျမ်းမာရေးဝန်ထမ်း1500ကျော်တေဆုံးခဲ့ပြီးပါပြီ။ တီတော့သူတို့တွေပြစ်မှတ်ထားခံခဲ့ရတယ်။ကျမ်းမာရေးဌာနတွေဝင်ရောက်စီးနှင်ခံခဲ့ရတယ်။ရလကတော့ဂါဇာရဲ့ကျမ်းမာရေးစနစ်ကလုံးဝကိုပြိုလဲသွားပါပြီလို့ MSF ရဲ့အရေးပေါ်ညှိနှိုင်းမှုကပြောဆိုပါတယ်။ Israel စစ်တပ်ကပျက်စီးပြီးသားအဆောက်အဦတွေကိုဖုံမုံဖြစ်သွားတဲ့အထိကိုဘုံကျဲတိုက်ခိုက်နေတာကြောင့်အစာအစာရေနဲ့ခေလုံးစရာနေရာရရှိရေးဟာအတော့ကိုအခက်အခဲဖြစ်နေပြီးလက်ကျန်လဲပတ်နေတဲ့စီးကူးတာဂန်းလေးတွေကတော့မနိုင်ဝပြီနေပါလေ။ဂါဇာမြို့ရဲ့လက်ကျန်စီးကန်းတွေဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲဆီယံဝန်နဲ့တွေ့ဆုံမှုပေါင်း3600ကျော်ပြုလုပ်ခဲ့ပြီးအာဟာရချို့တဲ့နေသူ1600ကိုပြုစုစောင့်ရှောက်မှုပေးခဲ့ရပါတယ်လို့ MSF ကဆိုပါတယ်။ဂါဇာမြို့ရဲ့ MSF လုပ်ငန်းတွေကိုဆိုင်းငံ့လိုက်ရပေမဲ့ MSF ရဲ့တခြားဆေးရုံတွေဖြစ်တဲ့ Al Hilu နဲ့ Al Shifa ဆေးရုံတွေကိုလည်ပတ်လို့ရသမျှကျန်းမာရေးဝန်ဆောင်မှုနဲ့ဆေးထောက်ပံ့တွေဆက်လက်ပေးသွားမယ်လို့ပြောဆိုပါတယ်ခင်ဗျာ။